တရုတ်နဲ့အခွန်စစ်ပွဲမှာထရမ့်ဘက်ကတော့နောက်ကိုတလန်းဆုပ်လိုက်ပြီဖြစ်ပါတယ်။တရုတ်ပေါ်အခွန်ဆက်တိုးကောက်ဖို့တွန်းဆုံနေတယ်လို့ထရမ့်ကဆိုလာပြန်ပါတယ်။တရုတ်ပေါ်အခွန်ပုံမိုးတိုးမြင့်ခြင်းဟာနှစ်နိုင်ငံကုန်သွယ်ရေးကိုရပ်တန့်သွားစေနိုင်တဲ့အတွက်ဆက်လက်တိုးမြင့်ဖို့မိမိတွန်းဆုံမိတယ်လို့ဒေါ်နယ်ထရမ့်ကဆိုပါတယ်။အင်ဂျီရောမှာတနင်္လာနေ့တွေ့ဆုံရင်ထန်ကတရုတ်သမ္မတရှီကိုကိုစားပြုတယ်လို့ယုံကြည်ရတဲ့အရာရှိကြီးတွေကနှစ်နိုင်ငံကြားဆွေးနွေးဖို့အချင်းချင်းဆက်သွယ်လာခဲ့တယ်လို့ဆိုပါတယ်။ ။ဒါပေမဲ့သမရနှုတ်ကြားဒါရိုက်ဆက်သွယ်မှုရှိမရှိဆိုတဲ့သတင်းတော်တွေရဲ့အကျဉ်းချုပ်မေးမြန်းမှုကိုဖြေကြားခြင်းမရှိပါဘူး။ကျွန်တော်နဲ့တရုတ်သမရကြားထဲမှာလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ဒီဆက်ဆံရေးတိုင်းဆက်ရှိမယ်လို့ကျွန်တော်ထင်ပါတယ်။သူတို့ဘက်ကလည်းအကျဉ်းချုပ်ဆက်သွယ်ထားပါတယ်လို့ထရန့်ကပြောပါတယ်။ဆက်သွယ်လာသူများမှာတရုတ်ဆိုရထိတ်တန်းကြီးကဲများဖြစ်ကြောင်းလည်းထရန့်ကပြောပါတယ်။ မေဂန်နဲ့တရုတ်တို့ကြားတံပြန်ခွန်တွေကိုပြန်လည်တိုးမြင့်ောက်ခံရအမေရိကန်ကတရုတ်ပေါ်အခွန်145ရာခိုင်နှုန်းထိတိုးမြင့်ပြီးတရုတ်ကလည်းအမေရိကန်ပေါ်125ရာခိုင်နှုန်းပြန်မြင့်ထားပါတယ်။အခုကအခွန်တွေကိုဆက်လက်တိုးမြင့်ဖို့တွန်းဆုံနေသလိုပြန်လည်လျှော့ချဖို့တော့မှဖြစ်လာနိုင်ခြင်းရှိပါတယ်။တရုတ်ကအခွန်ကောက်တာပုံမြင့်သွားမှမဖြစ်စေလိုပါဘူး။ဒီလိုမြင့်ရင်လည်းကုန်ပစ္စည်းတွေကိုလူတွေမဝယ်နိုင်တော့တဲ့အထိဖြစ်သွားနိုင်ပါတယ်။ ကုန်ပစည်းတန်ဖိုးတဲ့အခွန်တန်ဖိုးကဈေးပိုကြီးသွားတော့ဘလို့လို့ဝင်နိုင်တော့မှာလဲဒါကြောင့်အခုထပ်ပုံမြင့်သွားတာကိုမလို့လားတို့လူတွေဝယ်လာနိုင်အောင်အခွန်တွေကို short ချရင်လဲ short ချမှာပါလို့ trend ကပြောပါတယ် trend အနေနဲ့တရုတ်နဲ့ကုန်သွယ်ရေးစုပွဲမှာတရုတ်ဘက်ကလက်မြောက်မယ်လို့ထင်ထားပေမဲ့အဲ့ဒီထင်မြင်ချက်ကတက်တက်ဆင်အောင်လွဲမှားသွားတာပဲဖြစ်ပါတယ် အခုတော့တရုတ်နဲ့ကုန်သွယ်ရေးသဘောတူညီကြဖို့လှုံ့ဆော်နေတယ်လို့အမေရိကန်ကပြောလာပါတယ်။ဒီဟိုမထွက်လာခင်မှာသမရကိုကျွန်မမေးခဲ့ပြီးပါပြီ။တရုတ်နဲ့အလားအလာရှိတဲ့ကုန်သွယ်မှုသဘောတူညီချက်အတွက်ကျွန်မတို့ကောင်းကောင်းလှုံ့ဆော်နေတဲ့အကြောင်းအားလုံးကို မျှဝေစေချင်ပါတယ်လို့အင်ဖီဒိုရဲ့ပြောရေးဆိုခွင့်ရှိတဲ့ကယ်လိုလင်းလီဗစ်ကပြောပါတယ်။တရုတ်ဘက်ကတော့လက်ရှိမှာဘာမှတုံ့ပြန်ခြင်းမရှိပါဘူး။ မဲကန်ကွန်တွဲဝင်ကြီးဟောင်းဝပ်လန်နဲ့ပါဝယ်ရရှိတဲ့ဟာကွန်တွဲရေးစနစ်ကိုနိုင်ငံပေါင်း34နိုင်ငံနဲ့အခုသတင်းပတ်တွင်တွေ့ဆုံရမှာနိုင်ငံပေါင်း18နိုင်ငံစီကကွန်တွဲရေးသဘောတူညှိဆိုင်ရာအဆိုပြုချက်တွေကိုထရန့်ကလက်ခံရရှိထားတယ်လို့ကာအိုလန်လီဘကပြောပါတယ်ကွန်တွဲရေးဖွဲ့ကိုတင်သွင်းထားတဲ့စာရေးပေါ်မှာအဆိုပြုချက်18ခုရှိပါတယ်ကွန်တော်ရေးဝန်ကြီးတွင်းဝင်တာမတ်နိုင်ငံလုံးဆိုင်ရာစီးပွားရေးကောင်စီညွှန်ကြားမှုတို့ဟာဒီတစ်ပတ်လုံ ကွန်တော်ရေးဖွဲ့တွေအမေရိကန်လူ့သမားအနေနဲ့အမေရိကန်ပြည်သူတွေကိုစားဒီသဘောတူညီချက်ကိုတည်ကြစေဖို့အရှင်ဟုန်နဲ့လုပ်နေပါတယ်လို့ကန်ဟိုလင်းလီပေကပြောပါတယ်အခုဆိုပြချက်16ခုနဲ့တူအမေရိကန်နဲ့ပတ်သက်ခြင်းနဲ့ကမ္ဘာနိုင်ငံပေါင်း100ကျော်ကတရုတ်နဲ့ကွန်တော်ရေးသဘောတူညီချက်ကိုအကောင့်ထဲပေါ်ခြင်းနဲ့သမလားထရန်နဲ့အုတ်ချုပ်ရေးပိုင်းကိုညှိနှိုင်းဆောင်ရွက်နေတာတွေ့ရပါတယ်။လမ်းကြောင်းမှန်ဖို့ကိုရွေးနေတယ်လို့လည်းမြင်ကြောင်းသူများကဆက်လက်ပြောပါတယ်။ အခုလိုမျိုးအဲ့ဒီနိုင်ငံတွေကအမေရိကန်နဲ့တွေ့ဆုံပြီးတော့ဆောင်ရွက်နေတဲ့အခြေအနေတွေကိုတရုတ်ကလည်းစောင့်ကြည့်နေတာဖြစ်ပါတယ်။နောက်ပြီးတော့တရုတ်ရဲ့အပြောအရအဲ့ဒီနိုင်ငံတွေဟာအမေရိကန်ရဲ့ဖိအားပေးမှုကိုလည်းရရှိနေတယ်လို့ဆိုပါတယ်။အမေရိကန်ရဲ့ဖိအားပေးမှုဟာအဲ့ဒီနိုင်ငံတွေအနေနဲ့တရုတ်နဲ့ကုန်သွယ်ထားတဲ့နိုင်ငံတွေဖြစ်ပြီးတရုတ်ကိုကုန်သွယ်ရေးအရအဲ့ဒီနိုင်ငံတွေကပါဝိုင်းပြီးတော့အခွန်တိုးမြှင့်မှုထရန့်ကပြောနေတယ်ဆိုပါတယ်။ ဒီလိုသာလုံးမယ်ဆိုရင်သေးကြတာတစ်ခုကတော့အဲ့ဒီနိုင်ငံတွေကိုလည်းပြင်းပြင်းထန်ထန် ပြပြသားသားတရုတ်ကအရေးယူသွားမယ်ဆိုပြီးရှီကျင်းဖင်ကပြောထားတာဖြစ်ပါတယ်။အခုလောစင်မှာတော့ထရန့်ဟာဒီတိုက်ပွဲမှာအသာစီးရနိုင်အောင်မယ်လို့ယုံကြည်နေစေဖြစ်ပါတယ်။တရုတ်အရေးနိုင်နိုင်ပါတယ်။သူတို့တင်မှုနိုင်ငါးပုံတပုံကပဲပြန်တင်ဖို့နေတာဖြစ်လို့တရုတ်အရေးနိုင်နိုင်ပါတယ်လို့ American ကမ္ဘာနိုင်ဝင်ကြီး Scott Bassan ကပြောပါတယ်။ ဒီအမြင်ကောက်ချက်ဟာအမှားကြီးဖြစ်ပါတယ်။ American စီးပွားရေးဟာတရုတ်ကုမ္ပဏီတွေနဲ့ဆက်ဆက်နေတယ်ဆိုတဲ့ချက်ဟာအားသာချက်မဟုတ်ပဲ American တို့ကကြီးမားတဲ့အားနည်းချက်လည်းဖြစ်ပါတယ်။ကွန်ပစီမျိုးစားမျိုးစားတဲ့တရုတ်ဟာအမေရိကန်ရဲ့ထိတ်တန်းတင်သွင်းသူဖြစ်ုံသာမကကမ္ဘာမှာအသာစီးရတဲ့ကွန်ပစီပေးသွင်းသူလည်းဖြစ်ပါတယ်။ဆိုလိုတာအမေရိကန်ဟာဒီကွန်စီတွေကိုတခြားနိုင်ငံတွေကလည်းအလွယ်တကူလုံးဝမရနိုင်ပါဘူး။ဒါကြောင့်ရှေးရှေးစပွဲမှာ မရိကန်အနေနဲ့အထိနာနိုင်တယ်ဆိုပြီးစီးပွားရေးလေးလာသူတွေကတော့ပြောထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ရုရှားရဲ့အကြီးဆုံးလက်နက်တိုက်ကြီးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရုရှားလက်နက်တိုက်တစ်ခုအင်္ဂါနေ့ကကြီးကျယ်ပေါက်ကွဲခဲ့ပြီးပေါက်ကွဲစီတဲ့ပစ္စည်းတွေကိုကန်တွယ်ရမှာဘေးအနေကင်းရှင်းဆိုင်ရာတတ်မှတ်ချက်တွေကိုမလိုက်နာတဲ့အတွက်မီလောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရုရှားဆိုရကပြောပါတယ်ရုရှားနယ်စပ်မှာမိုင်300ကျော်กว่า မော်စကိုမြို့ရှင်းမြောက်ဘက်ဗလာဒီမာဒေသမှာရှိတဲ့51ပင်မတုံးပြန်တဲ့အမြောက်တပ်ညွှန်ကြားမှုဦးစီးဌာန GRAU လက်နက်တိုက်လို့သတ်မှတ်ထားတဲ့နေရာမှာမိခိုးတွေနဲ့မိတော့ကြီးတွေတွေ့ရတဲ့ဗီဒီယိုမှတ်တမ်းတွေတပ်ပုံတွေဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပါတယ်။နောက်ပိုင်းမှာဒုတိယကြိမ်ထပ်မံပောက်ကွဲပါတယ်။ယူကရိန်းရဲ့မဟာဗျူဟာမြောက်ဆက်သွယ်ရေးဗဟိုဌာနကအဲ့ဒီစက်ရုံဟာရုရှားကောက်ကွယ်ဝင်ကြီးဌာနရဲ့အကြီးဆုံးလက်နက်တပ်ကြီးတွေကတခုလို့ပြောပါတယ်။52 ပင်မတုံးမြတ်နဲ့အမြောက်တပ်ညွှန်ကြားမှုဦးစီးဌာန GRAU ဟာဗလာဒီမာဒေတာကာဇက်ခေမှာရှိပါတယ်အာရာဘိုင်ကအဲ့ဒီခေမှာရေးပေါ်ခြင်းနဲ့ကြေညာထားကြောင်းရုရှားမီဒီယာတွေကပေါ်ပြပါတယ်။အဲ့ဒီလက်နက်တိုင်းမှာလက်နက်တန်ချိန်တသိန်းတိုးလောင်ထားပါတယ်။အမျိုးတွေနဲ့ဒုံးကြီးတွေပါဝင်ကြောင်းယူကရိန်းရဲ့သတင်းတွေကတော့ပေါ်ပြပါတယ်။ပောက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းလည်းတလုံးမသိရသေးပါဘူး။ရုရှားကဝန်ကြီးဌာနကတော့နောက်ပိုင်းမှာရှင်းလင်းချက်ပေးခဲ့ပါတယ်။ပောက်ကွဲမှုဖြစ်တဲ့နေရာကိုတိကျမပြောပေမဲ့ ရာဒီမာဒေတာမှာရှိတဲ့စစ်ပတ်ဆိုင်ရာနေရာတစ်ခုမှာမီးလောင်မှုဖြစ်ပွားခဲ့ရာကိုရောင်နဲ့လက်နက်ခရမ်းမီးကြောင်းများပေါက်ကွဲသွားကြောင်းသာဆိုပါတယ်။ဒီဖြစ်ပျက်ကိုစုံစမ်းစစ်ဆေးသွားမယ်လို့ရုရှားဆိုရကပြောပါတယ်။ကနအူးချက်လက်တွေကအသေးပြောတော့မရှိပါဘူးလို့ကာဝေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းက ဖောက်ခွဲပစ္စည်းတွေနဲ့လုံးလုံးတဲ့အခါလုံခြုံရေးသတ်မှတ်ချက်တွေကိုမလိုက်နိုင်လို့ပါ။စုံစမ်းစစ်ဆေးမှုရလက်ရအပြစ်ရှိမှုတွေတောင်းခံရမှာပဲလို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ ရုရှားနိုင်ငံပိုင်မီဒီယာတက်စ်ကပေါက်ကွဲမှုမှာလူသေပြောက်မရှိကြောင်းနဲ့လူလေးဦးထိခဲ့တဲ့အရာကြောင့်ဒေတာအထွေမှုကိုကားပြီးနောက်ပိုင်းမှာဖော်ပြပါရတယ်။အဲဒီနေရာမှာနေထိုင်သူများအပြားကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ယူကရိန်းစစ်တပ်ကရုရှားလက်နက်တိုက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးလူသေရှင်ကြားမှတ်ချက်မပေးပါဘူး။ယူကရိန်းကတာဝန်ပြစ်တုံးကြီးတယ်။ဒရုန်းတွေနဲ့ခဲယမ်းမီကြောက်တုံးလုံးတွေပါဝင်ရုရှားရဲ့စွန့်ရင်နဲ့စစ်ပဆိုင်ရာစောင်းဝင်တွေကိုကြောက်ခဏတိုက်ခိုက်လေးရှိပါတယ်။ ရုရှားမှဒီလိုမတော်တဆမှုတွေမကြာခဏဖြစ်ပွားလိမ့်ရှိပါတယ်လက်နက်တပ်တွေဟာအရင်ကအကြိမ်နဲ့ငယ်ပောက်ပွဲခဲ့ပူပါတယ်အထူးသဖြင့်ဗလာဒီမာဒေသမှာရှိတဲ့အဲ့ဒီလက်နက်တိုက်မှာ2020ဇွန်လကလည်းပောက်ကွဲမှုဖြစ်ခဲ့တဲ့အတွက်လူ၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ယူကရိန်းနဲ့ငင်းချင်းရေးဆွေးနွေးဖို့မိမိအနေနဲ့လမ်းဖွင့်ထားကြောင်းရုရှားသမ္မတပူတင်ကပြောပါတယ်ယူကရိန်းနဲ့ရေရှည်ညီချင်းဆွေးနွေးဖို့လမ်းဖွင့်ပေးထားပါတယ်ဆိုပါတယ် စစ်ဖြစ်တဲ့နိုင်ငံကြားပြစ်ခတ်ရဆဲပြီးညီကျင်းဆွေးနွေးဖို့တမနာထရိုင်ရဲ့အမေရိကန်အစိုးရကဖိအားပေးတဲ့ချိန်မှာပူတင်ကအခုလိုပြောခဲ့တာပါတရက်ကျော်လောက်ကြာမြင့်ခဲ့တဲ့ Easter ပြည့်ကာလလုံမြောက်ပြီးတိုက်ပွဲတွေတည်လင်းပြန်ဆလာချိန်မှာပူတင်ကသူဟာညီကျင်းဆွေးနွေးဖို့အတည်လင်းလမ်းဖွင့်တာကြောင့်မှတ်ချက်ပေးပါတယ်စောပိုင်းကပူတင်ဟာ Easter နေ့ဖြစ်တဲ့ AB 20နှစ်မှာနိုင်30ကြာပြည့်ရထားမယ်လို့ကြေညာပြီးယူကရိန်းကလည်းအဲ့ဒီချက်ကိုသဘောတူလေးစားလိုက်နာမယ်လို့ထုတ်ပြန်ပါတယ်ဒါပေမဲ့ အပြည့်အကာလာတက်တမ်းမတိုးနိုင်ခဲ့သလိုနိုင်30အတွင်းပြန်လည်ပြစ်ခတ်မှုတွေရှိခဲ့ပါတယ်စစ်ပွဲကိုရပ်တန့်နိုင်ဖို့စူးနေဖို့လမ်းဖွင့်ထားကြောင်းပူတင်စကားနဲ့ပတ်သက်ပြီးကရမလင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကောကသမရကရပ်ပတ်ပြစ်မှတ်တွေကိုနှစ်ဖက်ကြားပြန်လည်တိုက်ခတ်မှုမလုပ်ဖို့ပါဝင်ယူကရိန်းနဲ့တိုက်ရိုက်ကြကြဆွေးနွေးမှုအလားအလာကိုလေးနက်စဉ်းစားထားတယ်လို့အင်တာဖက်တင်ထံကပြောပါတယ် ဒီတော်တွင်ယူကရိန်းသမ္မတဇလန်စကီကခုတင်ပတ်မှာအမေရိကန်ပါဝင်အနောက်မဟာမိတ်တွေနဲ့ဆွေးနွေးဖို့ယူကရိန်းကိုယ်စားလှယ်ဖွဲ့တစ်ခုလန်ဒန်ကိုသွားမယ်လို့ကြေညာခဲ့ပြီးပူတင်ဘက်ကမှတ်ချက်ကိုတော့ခဲသွင်းရည်ညွှန်းသွားတာမရှိပါဘူးပြီးခဲ့တဲ့တင်ပတ်တုန်းကထရန့်နဲ့သူ့ရဲ့နိုင်ငံကြ ాయి ဝင်ကြီးမာကိုရူဘီတို့ဟာရုရှားယူကရိန်းစစ်ပွဲရဆိုင်ရေးဂျာဝင်ညှိနှိုင်းပေးနေမှုတွေပါတိုးတက်မှုမရှိအောင်ခက်ခဲအောင်တပ်ဆိုင်ရာနိုင်ငံတစ်ခုခုကလှုံ့ဆော်နေတယ်လို့ယုံကြည်ရင်းဆွေးနွေးမှုတွေမှာ ်အမေရိကန်ကစစ်မပါတော့ပဲကြောခိုင်းမယ်လို့တတိပေးခဲ့ပါတယ်ရုရှားကစစ်ပွဲရဆိုင်မှုဆိုရင်ရုရှားတိုင်းထားတဲ့နေမျိုးတွေကိုယူကရိန်းကပီးတာဆွတ်လွှတ်ပေးဖို့အပါဝင်ယူကရိန်းလိုက်ရောရမဲ့တောင်းဆိုချက်တွေကိုအစိုးပြုထားပြီးယူကရိန်းကတော့ဒါဟာစစ်ရှုံးတာနဲ့ဘာမှမချသလိုရုရှားကနောက်တစ်ချိန်စစ်ပွဲကိုစတင်လာတဲ့အခါယူကရိန်းကအကာအကွယ်မဲ့သွားမှာပေါ့လို့တုံ့ပြန်ပြောကြားထားပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် ပေါ်ဟမ်မင်းကြီးဖရန်စစ်ကွယ်လွန်နေဆောက်ရောက်တာနဲ့ပတ်သက်ပြီးကမ္ဘာတလွားမှာဝမ်းနဲ့ပူဆင်းမှုတွေဖြစ်နေပါတယ်။တက်တော်88နှစ်အရွယ်ရှိပေါ်ဟမ်မင်းကြီးဖရန်စစ်ဟာကက်သလစ်ခရစ်ယာန်ကျောင်းတော်ကိုဦးဆောင်ခဲ့တဲ့72နှစ်တာကာလအတွင်းပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မှုတွေနဲ့အတူဘာသာတရားကမ်းရှိုင်းအောင်လှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။အာဂျင်တီးယားနိုင်ငံသားဖြစ်တဲ့ပေါ်ဟမ်မင်းကြီးဖရန်စစ်ဟာနမိုနီးယားရောဂါပြင်းထန်ခံစားရပြီးဆေးရုံမှာဆင်းလာပြီးနောက်တလနီးပါးကြာပါတီကံမှာရှိတဲ့သူ့ရဲ့အိမ်တော်မှာပဲ အနှိမ့်စရောက်သွားတာဖြစ်ပါတယ်။စိန့်ပီတာကြီးမြေမှာ Easter ပွဲတော်ပရိသတ်ကိုကြိုးစိုးနှုတ်ခွန်းဆက်ပြီးနောက်တရက်ကြာမှာပဝေဟမ်မင်းကြီးကွယ်လွန်အနှိမ့်စရောက်တဲ့အတွက်အရန်ဝမ်းနဲ့ကြေကွနေသူအများပြားပါဝင်ပူဆွေးနေသူတွေဟာစိတ်ပိတရင်မြေမှာစူဝေးခဲ့ပါတယ်။သူတကယ်ပဲဖျားသခင်ထံ ပြန်သွားပါပြီလို့အီတလီနိုင်ငံသားတို့ဖြစ်တဲ့စီဇာရီနာကာရက်တူကပြောပါတယ်။အမေရိကန်သမ္မတထရန့်ကစပြီးရုရှားသမ္မတပူတင်အထိအပါဝင်ကမ္ဘာကောင်ဆောင်တွေကပိုဟမ်မင်းရဲ့ကျင့်ဝတ်နဲ့စစ်တပ်ဆိုင်ရာကောင်းဆောင်မှုကိုချီးကျူးကုန်ပြုပါတယ်။ပိုဟမ်မင်းကြီးပြန်လည်တော်မူတဲ့အတွက်ကမ္ဘာတဝန်းဆူတောင်းပွဲတွေကျင်းပပါတယ်။ပိုဟမ်မင်းကြီးရဲ့ဇာပနာခန္ဓာတက်ရောက်မယ်လို့ကြေညာတဲ့ပထမဆုံးကောင်းဆောင်ကတော့အမေရိကန်သမ္မတထရန့်ဖြစ်ပါတယ်။ရွှေပြောင်းတွေကိုဆူလိုက်ပြုံလိုက်နှင်ထုတ်တဲ့အတွက်ကြောင့်ပွင့်ဟမ်းမင်းကြီးနဲ့ဆက်ဆံရေးအဆင်မပြေခဲ့တဲ့ ဒေါ်နယ်ထရန့်ကဆိုရှယ်မီဒီယာပို့စ်ကူမှာ Rest in Peace လို့ရေးပြီးတော့နိုင်ငံတော်အလံကိုတဝက် short ချလွှင့်ထုတ်ဖို့အမိန့်ထုတ်ပါတယ်။ကျွန်တော်တို့တော့မိဘမဲဖြစ်ပါပြီဆိုပြီးပိုဟမ်မင်းကြီးရဲ့ဇာတိမျိုးပြင်လို့ Aries မှာအသက်53နှစ်ရှိတမျက်စိလက်သမား Javier Languina ရပြပါတယ်။အာဂျီရီးနားဟာနိုင်ငံလုံးဆိုင်ရာဝန်ထမ်းချင်းထိမ့်မဲ့တပတ်ကာလကျင်ညာပါတယ်။ဗာတီကန်ကထုတ်ပြန်တဲ့ပိုဟမ်မင်းကြီးကွယ်လွန်အနေအဆအရောက်ကြောင်းမှတ်ချက်အရပိုဟမ်မင်းကြီးဟာလေဖြတ်မှုကြောင့် ကွယ်လွန်သွားတာဖြစ်ပြီးကိုမားဖြစ်မှုနဲ့ငကိုတိုင်းပြတ်မကောင်းနိုင်တဲ့နှလုံးဆွမ်းဆောင်ရေးကြာဆင်းမှုအတွက်ကြောင့်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ပိုဟဲမင်းကြီးမှာမျိုးစားနှစ်စီးချိုယောဂလည်းရှိပါတယ်။မိုဟဲမင်းကြီးကအေပီလ20ရက်နေ့ကစိန့်ပီတာရင်မြစ်မှာသူ့ကိုကားနဲ့မောင်းဖို့ချိန်ပင်ပန်းနွမ်းနဲ့နေဖို့ပေါ်ပြီးသူ့ရဲ့ကျမ်းမာရေးချင်းနဲ့မျော်လင့်ချက်မေးမိနေပြီဆိုတာကိုသီလင်ကစားသူဟာလုပ်ငန်းဆောင်တာတွေကိုဆက်လက်လုပ်ခဲ့ကြောင်းဘိုက်တီကန်ကပြောပါတယ် ပွိုင်ဟမင်းကြီးရဲ့နောက်ဆုံးသေတမ်းစာမှာတော့ဗာတီကန်ထုတ်ပြန်ချက်အရပွိုင်ဟမင်းဟာသူ့အနေနဲ့မိမိဘဝနေဝင်ချိန်နှိကက်လာပြီလို့ခန်းစားရကြောင်းရေးသားထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ပွိုင်ဟမင်းကြီးဖရန်စစ်ကသူ့ရဲ့ရုပ်ကလပ်ကိုရောမမှာရှိတဲ့ဆန်တာမာရီယာမွာဂျိုရီဘာစလီကာဖခင်ကြောင်းကြီးမှာပြုံနေဖို့မှာကြားထားခဲ့ပြီးသားဖြစ်တယ်လို့လည်းသိရပါတယ်။ တစ်ချိန်တည်းမှာခရီးရန်ဖုံးတော်ကြီးတွေဟာလှုပ်ဝက်ဆူနေဝက်တွေစတင်နေပြီးပေါ်ဟမ်မင်းကြီးဖရန်စီဆက်ခံသူဘယ်သူဖြစ်မလဲဆိုတဲ့ဆုံးဖြတ်ချက်ကိုတော့၃ဘတ်အတွင်းတွဲဆောင်ဆွေးနွေးကြမယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တောင်ကိုရီးယားသမ္မတဟောင်ရောင်ဆက်ယူကို ပုံကမှုဆွဲချက်တွေနဲ့စတင် တရားရုံးမှာကြားနာစစ်ဆင်းနေပြီလို့သိရပါတယ်။ရောင်ဆက်ယူကဒီဇင်ဘာ3ရက်နေ့ကဆီယိုချွေမိန်ကြီးညာခဲ့တဲ့အတွက်လွှတ်တော်အမတ်တွေကသူ့ကိုစွပ်စွပ်ပြစ်တင်ပြီး တမရယာရုကနဲ့ဆိုင်းငံ့ခဲ့ပါတယ်။အခုလောက်အစောပိုင်းမှာတော့အခြေခံဥပဒေဆိုင်ရာခွင့်ရောင်းကရောင်းစက်ယူကိုတမရယာရုကဖယ်ရှားပါတယ်။ရောင်းစက်ယူဟာပြည်မှုဆိုင်ရာဆွေးချက်တွေနဲ့ဇန်နဝါရီလကဖမ်းဆီးခံခဲ့ရပြီးတောင်ကိုရီးယားနိုင်ငံသမိုင်းမှာတောင်ဝင်ခန်းဆောင်ရင်ဖမ်းခံရတဲ့ပထမဆုံးတမရအဖြစ်မှတ်တမ်းဝင်သွားပါတယ်။အဲဒီနောက်ပိုင်းတရားရေးဆိုင်ရာလုံထုံးလုံးကြီးရရောင်စက်ယူဟာပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ကမ္ဘာကျော်တထေးကြီးအီလွန်မတ်စ်ကတော့ ခြေကုပ်လက်ပန်းကြောင့်နေပြီဖြစ်ပါတယ်။ Elon Musk ဟာသူမကျွမ်းကျင်တဲ့နိုင်ငံရေးနယ်ပယ်မှာဝင်ရောက်ပြီးတော့ကစားရကနေပြီးအခုခါမှာတော့ဝိုင်းဝန်းတိုက်ခတ်မှုကိုအလူးလဲအပြင်းထန်ခံနေရပါတယ်။သူ့ရဲ့အဓိက စီးပွားရေးလုပ်ငန်းတွေလည်းကျဆုံးမှုနဲ့ကြုံနေရပါတယ်။ Elon Musk ဦးဆောင်တဲ့ DOGE ဌာနဟာ American အစိုးရဝန်ထမ်းတော်များကိုလက်ရဲစရဲဖြုတ်ထုတ်ဖယ်ရှားခြင်းများလုပ်ဆောင်ခဲ့ပါလိမ့် ဒါကို Elon Musk နဲ့ Trump တို့ကတော့အစိုးရရဲ့အသုံးစရိတ်ကို ချုပ်ချင်းဆိုပြီးတော့အမည်တက်ထားပါလေ Elon Musk ကတော့အဲ့ဒီလိုမျိုးလှုပ်တာသုံးလအလွန်လောင်းမှာတော့လူသိရှင်ကြားဝန်ခံခြင်းမပြုပေမဲ့လည်းတိတ်တဆိတ်ညှိတွားနေပြီဖြစ်ပါတယ်ရွှေကောက်ခံပုံကမဟုတ်တဲ့ဘီလီယံနာ Elon Musk ဟာလဝဲဝါဒီတွေရဲ့တိုက်ခိုက်မှုကိုအပြင်းထန်ခံနေရပြီးစိတ်ကုတ်ညှိငွေ့နေလို့ ဒေါ်နယ်ထရန့်ရဲ့အစိုးရဖွဲ့ကနေထောက်ခွာဖို့အသိဖြစ်နေပြီလို့ Elon Musk ရဲ့အကြံစီအားသိရှိတဲ့အနီးကပ်ပုဂ္ဂိုလ်တွေကပြောကြောင်း Washington Post ကဖော်ပြပါတယ်။ဗတ်ပေါင်းဆောင်စီးပွားရေးလုပ်ငန်းပါရှင်ကြီး Elon Musk ဟာသူ့ရဲ့အစိုးရထိရောက်မှုရှိရဌာနဒီလို GE မှနေပြီးအစိုးရဌာနအဖွဲ့အစည်းတွေကိုဖယ်ရှားရှင်းလင်းတဲ့အရေးကြီးတဲ့လုပ်ငန်းစဉ်ကိုဆက်လက်လုပ်ဆောင်မှာဖြစ်ပြီးသူထောက်ခွာတောင်းလို့ကြောင့်ဌာနကိုတော့ထိခိုက်မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်း Washington Post တင်ရသိရပါတယ် တေးကြတာတခုကတော့ Elon Musk ထောက်ခွာသွားတာနဲ့ DOG ဌာနဟာပြိုလဲသွားမှာဖြစ်ပါတယ်။ဒီသတင်းမှန်မှန်မှန်ဆိုတာကိုစောင့်ကြည့်ဖို့သာရှိပေမဲ့အတွင်းသတင်းရင်းမြစ်တွေကတော့မကြပါဘူး။ဒီကိစ္စပေါ်ပေါက်လာမှာပါလို့သတင်းစာရှင်းပွဲမှာပြောပါတယ်။ DOG ကတမိုင်းဝင် အောင်မြင်မှုတွေမရခဲ့ဘူးလို့ဘယ်သူပြောနိုင်လဲဆိုပြီးအင်ပီရောကြီးတဲ့ရရှိသူကဆိုပါတယ်။ Elon Musk ဟာအစိုးရအကောင်စီမှာ American Dollar 1 trillion ဖြတ်တောက်မယ်လို့ကြေညာခံထားပေမဲ့ ဒေါ်လာဘီလီယံ150တာဖြတ်တောက်နိုင်ခဲ့ပါတယ်။ Elomus ဟာသူ Infudor ကနေပြီးတော့ထောက်ခွာတော့မှာဖြစ်ကြောင်း၊သမရကလည်းယင်းနေသူတွေကိုပြောကြားခဲ့တယ်လို့ Politico မဂ္ဂဇင်းကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတရင်ကို Infudor ကလုံးဝအကြည့်မှတ်မပြုပါဘူး။ဒါဟာအမနာပါပြောတဲ့သတင်းတွေလို့ဆိုပါလေ။ Elomus ကလည်းသတင်းတူလို့တုံ့ပြန်ပါလေ။ ထရန့်ဆိုရဖွဲ့တွေမှာအီလိုမတ်စ်ကိုစန့်ကျင်သူများရှိနေကြောင်းအရင်ကထက်ပိုပြီးသိတာထင်ရှားစေလာပါတယ်။အီလိုမတ်စ်ဟာပြောရမယ်ဆိုရင်ထရန့်ဆိုရကနိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတစောင်းနဲ့မျက်ချီဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးပေးဟတ်စ်နဲ့လည်းတဲ့တာမဟုတ်ပါဘူး။အီလိုမတ်စ်နဲ့စကားပြောရတာတခါတလေကြောက်တင်ပုံပေါ်မှာလက်သေးတွေနဲ့ကုတ်ချစ်တဲ့အတန်ကိုကြားနေရတယ်လို့မျိုးခံစားရတယ်ဆိုပြီးတော့ပို့ပို့လင်းလင်းကိုနိုင်ငံခြားရေးဝန်ကြီးဌာနအကြီးအကဲရရှိသူကပြောပါတယ်။ ီလိုပဲဆိုတာကျွန်တော်ဆက်ဆံမှုတင်ပုံကိုထဲမှာစိတ်ဆက်ဆုံးပဲတခုခုတော့တခုခုပဲလို့အတွေးရောက်စေတဲ့လူစားမျိုးပဲလို့ဆိုပါတယ်။နာဆာအောက်ချွေးမှုဖြစ်ထွက်ရွေးချယ်ခြင်းခံရပြီးနောက်ဂျရက်အိုင်ဇမန်ဟာတချင်က space 8တုံးပြန်တဲ့သူ့အားအာဂါသားကိုပို့ဆောင်ပေးခဲ့တဲ့ဘီနီလာတစ်ထည်ကြီးအီလိုမတ်စ်နဲ့ဆက်ဆံရေးအကြောင်းမေးမြန်းခံရခြင်းမှာခက်ကင်းကင်းဆက်ဆံတဲ့သဘောထားရှိကြောင်းပြောပါတယ်။ကျွန်တော်အနေနဲ့လုံးဝရှင်းရှင်းလင်းလင်းရှိစေခြင်းနဲ့ကျွန်တော်ရဲ့သစ္စာဆောင်သူကဒီနိုင်ငံ ဒီအာဂါဒအေဂျင်စီနဲ့သူတို့ရဲ့ကဘာကြီးကိုပြောင်းလဲစေမယ့်လုပ်ငန်းစဉ်တွေပေါ်ပဲဖြစ်ပါတယ်လူပုဂ္ဂိုလ်တူတူတယောက်ပေါ်မဟုတ်ပါဘူးလို့ပြောပါတယ်နောက်ပြီးတော့အီလိုမတ်စ်ရဲ့အနေအထားနဲ့ပတ်သက်ပြီးလဲဘာမှထုတ်ဖော်ပြောဆိုခြင်းတော့မရှိဘူးလို့ဆိုပါတယ်အီလိုမတ်စ်ကလည်းအင်မတန်မှအတိအခက်တဲ့ပုဂ္ဂိုလ်လို့ဆိုပါတယ်အခုတော့အီလိုမတ်စ်တယောက်ဟာတော်တော်လေးကိုစိတ်ပြတ်နေပြီဖြစ်ပါလိမ့်အီလိုမတ်စ်ရဲ့ DOGE ဌာန လုံဆောင်မှုမှန်သမျှဟာ Elon Musk ရဲ့ခေါင်းပေါ်မှာပဲပုံကျနေတာဖြစ်ပါတယ် DOGE လို့အမည်ခံပေမဲ့အားလုံးဟာ Elon Musk ရဲ့သဘောတည်းပုံစံမျိုးဖြစ်နေပါတယ်ဒါကြောင့် Trump အစိုးရဟာ Breathless ဆန်လဲဆိုပြီးသူ့ရဲ့နိုင်ငံရေးအတိုက်ခံတွေကအပြင်းထန်ဝေဖန်ပြောနေတာဖြစ်ပါတယ် Elon Musk ကလည်းလှုပ်ချင်တာလှုပ်တယ်လို့ပြောပါတယ်ဥပမာအဖြစ်အင်မတန်မှအန္တရာယ်များတဲ့ဝင်ကျွမ်းကျင်ဝန်ထမ်းတွေထုတ်ပယ်တဲ့ကိစ္စတွေကိုလည်း Elon Musk ရဲ့ DOGE ကလှုပ်ဆောင်ခဲ့ပါတယ် NASA ကဝန်ထမ်းတွေထုတ်ပြတာအမေရိကန်ရဲ့နျူကလ িয়ার လုံခြုံရေးကိစ္စတွေကိုဆောင်ရွက်ပေးတဲ့ကြိုးကန်တဲ့ဝန်ထမ်းတွေကို ထုတ်ပြတာဒါတွေဟာအင်မတန်မှမသိတော်တဲ့လုပ်ရက်တွေဖြစ်တယ်လို့ဆိုပါတယ် Elon Musk အနေနဲ့ဒီဟာတွေဒီလိုရေးကြီးဌာနတွေကို လူပုဂ္ဂိုလ်အစား AI စနစ်နဲ့များထိန်းချုပ်ဖို့စ조사နေတာလားမကြခင်ဒီလိုမျိုးဆက်လုပ်ရင် American ဟာဒုက္ခရောက်တော့မယ်ဆိုပြီးပြင်းထန်ဝေဖန်ခံနေရပါတယ် Elon Musk ကလည်းဒီအထိရက်တက်တာမဟုတ်ဘူးဗျာ ဥရောပမှာရှိတဲ့ဂျာမနီရွေးကောက်ပွဲကိုပါဝင်ရောက်ဆုတ်ဖက်ခဲ့ပါသေးတယ်။ Elon Musk ထောက်ကနေပါတီကလည်းဂျာမနီရွေးကောက်ပွဲမှာဒုတိယနေရာကအနိုင်ရရှိခဲ့တာလည်းမှန်ပါတယ်။ဒါဟာငွေအားကိုတော်တော်သုံးလိုက်တဲ့သဘောလေးဖြစ်ပါတယ်။အကျိုးရလကတော့ဘာဖြစ်လဲဆိုတော့ Elon Musk ရဲ့ Tesla လုပ်ငန်းစုတွေကိုဥရောပကလည်းလက်မခံဘူး။အမေရိကကဆိုပိုဆိုးပါတယ်။ Tesla လုပ်ငန်းစုတွေဟာတိုက်ခိုက်ခြင်းကိုလည်းအလှည့်အများတော်တော်လေးကိုခံနေရပါတယ်။ဒါအပြင် BYD လိုတရုတ်ရဲ့နာမည်ကြီးလျှက်စစ်ကားတွေရဲ့ ရှင်ပြန်မှုကိုလည်းအလူးလက်ခံနေရပါတယ်။ Elon Musk တယောက်ကတော့ဘာလို့ဘလို့လုံးနေဆိုတာနားကိုမလည်နိုင်တော့အောင်ပဲဆိုပြီးတော့ Tesla ရဲ့အမှုဆောင်တွေကတော့မှ Elon Musk ကိုဝေဖန်ပြီးတော့မိန်ကွန်းတွေထုတ်လာပြီးဖြစ်ပါတယ်။ဒါတွေအားလုံးကတဖြည်းဖြည်းနဲ့ဂျိုသားလို့သမုတ်ကြတဲ့ဘီလီယံနာ Elon Musk ပေါ်မှာ PR ကြီးဖြစ်လာတာလို့ယူဆမိပါတယ်။ခုလို Tesla ကားကုမ္ပဏီကဝင်ငွေရ80ရာခိုင်နှုန်းကျော်ကြောက်ခမလီလီကျဆင်းသွားတဲ့အတွက် Trump ဆိုရတဲ့ Elon Musk ရဲ့လက်တွဲမှုကလည်းမရေရာမသေးချာမှုဖြစ်သွားပါတယ်။ Tesla ရဲ့ share တွေကအရင်က100တန်ဖိုးရှိတယ်ဆိုရင်အခု30ပဲတန်ဖိုးရှိတော့ပါလိမ့် Elon Musk ကတော့ Tesla ဝန်ထမ်းတွေကိုဒီခက်ခဲကြက်တဲ့ကာလမှာလုံးဝစိတ်မပူကြပါနဲ့ကြက်ချက်ခံထမ်းပါ share တွေကိုမယောင်းကြပါနဲ့ဆိုပြီးတော့ပြောထားတာဖြစ်ပါလိမ့် Tesla ကတော့လေကုမ္ပဏီရဲ့ဝင်ငွေဟာအခုနှစ်ပထမ3လပတ်တွင်87ရာခိုင်နှုန်းထိထိုးကျသွားတဲ့အတွက်ကြောင့် share ရှိနေကိုယ်တိုင်ထိတ်လန့်ကုန်ပါလေ။ Donald Trump အစိုးရမှပေါ်ဝင်ပတ်သက်မှုကို short ချဖို့အမှုဆောင်ရရှိချက် Elon Musk ကလည်းစီစဉ်နေတယ်လို့ New York Times သတင်းစာမှာဖော်ပြပါလေ။ ကမ္ဘာရဲ့ရောင်းချစင်ချင်းနိုင်ငံရေးနဲ့ဆက်နွယ်တဲ့တုံ့ပြန်မှုတွေနဲ့ပြိုင်ဆိုင်မှုတိုးလာခြင်းကြောင့်ရခိုင်ပြည်မှာ3လတွေဝင်ငွေဟာ1.4ဘီလီယံဒေါ်လာလောက်ရှိရကနေခုနှစ်အလားတူမှာ400သန်းထိကျဆင်းသွားတာပါတက်စလာကမ္ဘာကမော်ရယ်အစ်တွေမရှိချင်းဘီဝါနီကဲ့သို့ပြောလဲစစ်ကားထုတ်လုပ်သူများထံမှအပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ရင်ဆိုင်နေရခြင်းတမနာထရန့်ရဲ့လက်ရရင်ယူဆကိုအီလွန်မတ်စ်ကပို့ဖို့လေးလေးထောက်ခံခြင်းတို့ကြောင့်ကမ္ဘာရဲ့ကြော်ကြောင်မှုဂုဏ်ပုဒ်ကိုလည်းထိခိုက်သွားစေပါတယ်အီလွန်မတ်စ်ဟာတကယ်တော့ ကိုယ့်တွေကိုကိုတူးတာပဲဆိုပြီး American Wall Street ကတော့ပြောနေပါလေ Elon Musk ဟာကမ္ဘာမှာပါနံပါတ်1အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပေမဲ့သူမကျွမ်းကျင်တဲ့နိုင်ငံရေးနဲ့ပဲကိုဝေရှုပ်လိုက်တာဟာသူ့ရဲ့ချမ်းသာကြောင်မှုကိုအဆုံးသတ်စေတာပဲဆိုပြီးတော့ Warren Buffett ကလည်းသုံးသပ်ထားပါလေ Elon Musk ရဲ့နိုင်ငံရေးမှာပါဝင်ပတ်သက်မှုဟာ LeBron နဲ့ Lele Wally တွေကိုလည်းစိတ်ပြတ်စေခဲ့ပြီးကမ္ဘာလုံးဆိုင်ရာဆန္ဒပြမှုတွေကိုဖြစ်ပေါ်စေပြီးတော့ Tesla ကားတွေဝယ်လို့အားကြာဆင်းစေခဲ့တာလို့လေးလာသူတွေကပြောပါတယ် တက်စလာဟာဈေးကွက်တန်ဖိုးရကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးကားထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ဆက်လက်တော့တည်ရှိနေပါလေ American လျှက်စကားအယောင်းမှာဥဆောင်နေပါသေးတယ်ဒါပေမဲ့သူ့ရှယ်ယာဟာ2024ဒီဇင်ဘာကစပြီးထပ်ဝက်လောက်ကျဆင်းတော့ပါလေ Elon Musk has paid လူမှုကွန်ရက် X နဲ့ AI company XAI တို့ကိုဥဆောင်နေလို့သူ့ရဲ့အာယုံစူးစိုက်လှုပ်ဆောင်မှုဟာလုပ်ငန်းနဲ့ပဲမျိုးမျိုးဖြစ်နေတော့ရင်းနှီးမြှုပ်နှံသူတွေကပုံမစိုးရင်နေပါလေ Elon Musk ဟာဒီလိုလုပ်ငန်းမနိုင်မနှင်းဖြစ်နေတဲ့ကြားမှာပဲ DOG ဌာနကိုလည်းစီမံနေတဲ့အတွက်ကြောင့်ဘလို့များလုံးလုံးနေတယ်လဲဆိုပြီးတော့ဝေဖန်မှုတွေခံနေရပါတယ်။ Elon Musk ဟာတမတော်ထွန်ရဲ့ဆိုးရလုပ်ငန်းတွေမှာတပတ်ကိုတစ်ရက်နှစ်ရက်သာပါဝင်တော့မယ်လို့ဆိုထားပြီး Tesla အဓိကလုပ်ငန်းပေါ်ပုံမှန် iOS site ကိုဝေဖန်သူတွေကပြောပါတယ်။ကမ္ဘာစီးပွားရေးမှာမရေရာမှုတွေများလုံးတယ်လို့ဆိုပြီး Tesla ဟာအခုနှစ်ရက်ကြန့်ရှိတဲ့ကာလအတွက်အယောင်နဲ့အမျက်ခံမှန်းချက်ကိုထောက်ပြမှုညှိဆိုထားပါတယ်။ Tesla ဟာတရုတ်မော်တော်ကားကုမ္ပဏီပြင်လျှက်စစ်ကောင်းမျိုးစုံကိုပုံမထုတ်လုပ်လာတဲ့ General Motor, Volkswagen နဲ့ Hyundai ကဲ့သို့မော်တော်ကားထုတ်လုပ်သူတွေနဲ့နှိုင်းယှဉ်ဈေးကွက်ဝေစုတစ်ဖြည်းဖြည်းဆုံးရှုံးနေပါလေ။ Elon Musk ကတော့သူ့ရဲ့ Tesla ကုမ္ပဏီဟာအခု၁၀စုနှစ်ကျော်မှာ Toyota ထက်အရေးအတွက်နှစ်ဆပိုများတဲ့တနစ်ကိုလျှက်စစ်ကားအစီးရေတန်း20ရောင်းချဖို့မျှော်လင့်ခဲ့ပါလေ။2023မှာ1.8တန်းထိတိုးတက်ခဲ့ပေမဲ့ဂျမနစ်ကကားအစီးရေ1.8တန်းသာရောင်းချခဲ့ရပြီး 2025ပထမသုံးလပတ်တွင်မှကမ္ဘာလုံးရောင်းအားဟာအရင်နှစ်ကထက်7300ခန့်နှုန်းကျဆင်းသွားခဲ့တာဖြစ်ပါတယ်။အခု Elon Musk ဘာလုပ်နေလဲ။ဒီလိုမျိုးအခြေအနေအခက်အခဲတွေအများကြီးရင်ဆိုင်နေရစီမှာ Elon Musk ကတော့နာမည်အနာဂတ်လူဦးရေတိုးပွားရည်မှန်းချက်အတွက်ဆိုပြီးမိခင်လောင်းတွေကိုသူ့ရဲ့လူမှုကွန်ရက်ပလက်ဖောင်းကတစ်ဆင့်စုဆောင်းနေတယ်လို့ဆိုပါတယ်။ Elon Musk ကသူ့ရဲ့အနာဂတ်ရှိမြင်ချက်နဲ့ကန့်ညီမဲ့တာသမီများဖြင့် တပ်ပေါင်းစုကြီးတခုတိဆောက်ဖို့ရည်ရွယ်ချက်နဲ့သူ့ရဲ့လူမှုမီဒီယာပလက်ဖောင်းကိုတောင်းပြီးမျိုးသမီးတွေကိုသူနဲ့သားသမီးယူဖို့တော့မှအဆိုပြုခဲ့ကြောင်း Wall Street Journal ကရေးသားဖော်ပြပါတယ်။ American မှာ Sally Clonshin မျိုးသမီးတို့ဖြစ်တဲ့ Ashley Sinclair ဟာ AIDS လူမှုကွန်ရက်မှာ Elon Musk နဲ့စတဲ့ဆက်သွယ်မိခဲ့ပြီးသူတို့ online စကားပြောဆိုမှုကတစ်ဆင့်ရင်းနှီးတဲ့အဆင့်ရောက်ခဲ့တယ်ဆိုပါတယ်။ Sinclair ကနောက်ပိုင်းမှာ Elon Musk ရဲ့ company ထဏချုပ်ကိုသွားရောက်ခဲ့ပြီး2023နောက်ပိုင်းမှာ Romulus အမည်ရှိတာတူကိုတော့မွေးဖွားခဲ့ပါတယ်။ ီလိုမက်ဆက်သားဟုတ်မဟုတ်တော့မသိရပါဘူးအီလိုမက်ဆက်အနီးကအချက်မေးနဲ့မိသားစုရေးမန်နေဂျာဂျက်ဘာချက်ဦးဆောင်တဲ့ဖွဲ့ကသူမကိုငွေကြေးဆိုင်ရာလှုပ်ဝက်သဘောတူညီမှုတစ်ခုပြုလုပ်ဖို့အဆိုပြုခဲ့ပါတယ်အဲ့ဒီလှုပ်ဝက်သဘောတူညီမှုမှာကျွတ်တင်ငွေ15သန်းခလေးအသက်22နှစ်ပြည့်တဲ့အထိတစ်လဒေါ်လာ3သိန်းနဲ့အခုကိစ္စတွေလှုပ်ဝက်ထားဖို့အဲ့ဒီအချက်တွေအလုံးပါဝင်ပါတယ်ဒါပေမဲ့စင်ကလယာကဒီသဘောတူညီချက်ကိုငြင်းဆန်ခဲ့ပါတယ် အီလမတ်စ်ဖေးအလောက်ဝတ်သဘောတူညီချက်စာချုပ်ကိုသာသူလက်မှတ်မထိုးတဲ့အတွက်ဒေါ်လာ2000တောင်ကိုပေးခဲ့ကြောင်းစင်ကလေးကဆွဆွပါတယ်။ဒီကိစ္စကိုလှုပ်ဝတ်ထားဖို့အခြေအနေရဲကိုနားလဲသူတူက Wall Street Journal ကိုပြောပါတယ်။အီလမတ်စ်ကပြောရမယ်ဆိုရင်တော့ကမ္ဘာလူဦးရေကျဆင်းမှုကိုပြန်လဲတိုးပွားစေဖို့ဟာသူ့တာဝန်လို့ယုံကြည်ထားပြီးငြိမ်ရင်မြင့်တဲ့မျိုးဆက်သစ်မျိုးဖွားဖို့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်နေတယ်ဆိုပါတယ်။ သူဟာမွေးဖွားနှုန်းကျဆင်းမှုကိုလူသားမျိုးနွယ်အတွက်အကြီးမားဆုံးခြိမ်းခြောက်မှုလို့မကြခဏထုတ်ပေါ်ပြောပါတယ်။ Elon Musk Crypto ငွေကြေးလောကမှာထင်ရှားသူတူဖြစ်တဲ့ Tiffany Fountain ကိုလည်းချင်းခဲ့ပါတယ်။ဒီမှာ online post များကြိုက်နေတဲ့ကြောင့် Elon Musk ကပြောခဲ့ပြီးနောက်တိတက်စကားပြောဆိုမှုတွေစတင်ပါတယ်။နောက်ဆုံး Elon Musk ကသူ့အတွက်ကလေးတူမွေးဖွားနိုင်မလားလို့တိုက်ရိုက်မိပါတယ်။ဒါပေမဲ့ Tiffany ကညင်ပါတယ်။သမယိုးကြမိသားစုကိုသာနှစ်သက်ကြောင်းသူမကပြန်ပြောပါလေသူမက Elon Musk နဲ့အပြန်အလှန်ပြောဆိုခဲ့တဲ့စာတူတွေကိုမိတ်ဆွေတွေထံ like share ပြီးတဲ့နောက်မှာ Elon Musk ကသူမကိုအဆက်အသွယ်ဖြစ်တယ်ဆိုပါတယ်။အဲဒီနောက် Tiffany ကိုလည်းလူမှုကွန်ရက်အစီအစဉ်အမျက်ရှယ်ယာမျှပေးတဲ့အစီအစဉ်ကဖယ်ရှားလိုက်ပါတယ်။ Tiffany Fowler ဆက်စီရတဲ့ FDA ပြုလဲမှုတွေကိုတရင်ရေးသားခဲ့တဲ့ crypto ငွေကြေးဆိုင်ရာသတင်းသမားဖြစ်ကြော်ကြားပြီးတော့ Salmon Fro FDA တီထောင်သူထံမှအတွင်းသတင်းများရရှိခဲ့သူလည်းဖြစ်ပါတယ်။ သားသမီးများစွာမွေးဖွားလိုတဲ့ Illumassess စံနာဟာလူဦးရေတိုးပွားရေးလုံဆောင်မှုနဲ့ဆက်စပ်နေပါတယ်။သူဟာငြင်းရင်မြင့်မျိုးဆက်တွေနဲ့ကမ္ဘာအစီအစဉ်ကိုပြောင်းလဲနေရချခြင်းဥဆောင်နေတယ်လို့သူကိုယ်သူလည်းရှုမြင်နေပါတယ်။သူရဲ့မဟာဗျူဟာမှာအစားထိုးမိခင်တုံးပြခြင်းဖြစ်နိုင်ခြင်းရှိတဲ့မိခင်တွေအတွက်အုပ်စုလိုက်နေထိုင်ဖို့နေအိမ်တွေတော့မှစောင့်ပေးခြင်းပါပါတယ်။ဒါအပြင် Neuralink Company ရဲ့မှုဆောင်အရာရှိချုပ် Shivon Zilis ကလည်း Illumassess နဲ့သဘောတူညီခဲ့သူတွေဟာငွေကြေးထောက်ပံ့မှုနဲ့ လို့ရစွာကုမှုကိုရရှိကြရဲဆိုပါတယ်။သူမကိုယ်တိုင်အီလိုမတ်နဲ့သာသမီ၄ဦးရှိပါတယ်။ဒါပေမဲ့အီလိုမတ်ကိုငိမ့်စားငယ်တဲ့စင်ကလယာနဲ့ဂီတနုပညာရှင်ဂရိုင်းစတိုကဲ့သို့အမျိုးသမီးတွေကတော့ဥပဒေနဲ့တော့၎င်းငွေကြေးပဋိပက္ခနဲ့တော့၎င်းရှင်းဆိုင်နေရပါတယ်။အီလိုမတ်ရဲ့သာသမီရေအတွက်ဟာအများသိထားတဲ့၁၄ဦးထက်တော့မပိုနိုင်ပေမဲ့ဒီစီစဉ်ဟာစနစ်တကျစီမံထားပြီးဥပဒေနဲ့လည်းကာကွယ်ထားစီကောင်မှုအီလိုမတ်ရဲ့မဟာဗျူဟာနဲ့အကောင့်ထဲဖုံးမှုတို့မှာအငင်းပွားပွဲရာရှိနေစေဖြစ်ပါတယ်။